ားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်ဒီအိမ်ထဲမှာမကောင်းတဲ့အညံ့ခိုက်တွေရှင်းထုတ်ပေးမယ်ရကြတဲ့တခုနဲ့မရပေးမှဖြစ်ပါတယ်အိမ်မှာတန့်သွားမယ်အိမ်တန့်မြေတန့်သွားမှဖြစ်ပါတယ်ခါကြရင်ကျွန်တော်တို့မိသားစုတွေမှာဘာကိစ္စမှမဟုတ်ဘဲနဲ့ပြန်နေရောစကားများတာတွေထိုက်ပြီးရန်ဖြစ်တာတွေတက်ဖြတ်တာတွေအိမ်ထဲမှာလဲဟောကျွန်တော်တို့လက်တွေပိတ်နေတာတွေစီဝိုင်းလေးဆင်းမပြေတာတွေပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့အိမ်ထဲမှာလည်းမိသားစုတွေတယောက်ယောက်ကြမ်းမာရေးတခြားခြားဖြစ်နေတာတွေ ဒါဆိုရင်ကျွန်တော်တို့အိမ်မတန့်တော့ဘူးအိမ်ထဲမှာအညံတစ်ခုရှိနေပြီလို့ကျွန်တော်ယူဆလို့ရပါတယ်အဲ့လိုချိန်မျိုးနေမိတ်ဆွေများလည်းကြုံနေရရင်အခုပြောမယ့်ကြံစည်လေးကိုချက်ချင်းထားလို့လိုက်ပါအရန်စွမ်းပါတယ်ချက်ချင်းလို့ချက်ချင်းအစွမ်းထပ်ပါတယ်ဗျလုံးမလေးကလည်းအရန်ကိုလွယ်ပါတယ်ကျွန်တော်တို့တွေအာလောမယ့်အချိန်ကတော့မိတ်ဆွေများတွေ့ချိန်လို့ပါဗျာမနက်တွေ့မနက်လို့ညနေတွေ့ညနေလို့ပါကျွန်တော်ကတော့အစီမပြေတဲ့ချိန်ထပ်လို့လိုက်ပါတယ်နေ့ညလေးမရွေးတော့ပါဘူး အော်လုံးမလေးကလည်းလွဲပါတယ်အဲ့တော့ကျွန်တော်ရေကျွေးပကံမြတစ်ချက်တည်းမှာတံမြာသီး10လုံးတံမြဲ10လုံးလေးကျွန်တော်ဖះကိုကိုယ့်ရဲ့အိမ်ဖះကိုကတ်ပေးပါအိမ်ဖះကိုကတ်ပေးပြီးတော့တံမြာသီး2လုံးကိုတံမြာသီး2လုံးကိုနော်တန်နဲ့ရိုက်ပလိုက်ပါတံမြဲ2လုံးကိုတန်နဲ့ထိုးလိုက်ပြန် တိုင်ပိုင်းနှလုံးကိုတန်းနဲ့ထိုးပြီးတော့ကျွန်တော်တို့အိမ်ရှိအပဝါရှိတယ်မလားအိမ်ရှိအပဝါတကားဝါတွေမှာဘယ်တလုံးညာတလုံးတင်ထားလိုက်ပါဗျာဘယ်တလုံးညာတလုံးတင်ထားလိုက်ပါရပါပြီအဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အိမ်မှာလိုအပ်တာလေးတခုလိုက်ရှာရှာလက်ကာကြီးလေးတခုလိုမယ်ဟဲ့ရှာအေးရှာလက်ကာကြီးလေးနဲ့ကျွန်တော်တို့အိမ်ထောက်လေးလေးမိဖို့ကြောင်လေးတွေအိမ်ရှိအပဝါလေးတွေအိတ်ခန်းလေးလေးကိုနည်းနည်းလေးရှာလက်ကာကြီးနဲ့လိုက်တောက်ဖြန်းပေးလိုက်ပါဗျာမိတ်ဆွေများ အဲ့ဒီတနေ့တာလုံးမှာအဲမကောင်းတဲ့အညံ့ခိုက်တွေရှင်းသွားမယ်လက်ပိတ်နာပွင့်သွားမယ်အဲ့တော့နေရတာမတူပတ်သက်ဖြစ်နေတဲ့နေရအိမ်တန့်သွားလိမ့်မယ်လောက်ကြည့်ပါတရားလေးကိုတချို့မိတ်ဆွေများဆို9ရက်ဆက်တိုက်လောက်ကြပါတယ်အဲ့တော့မိတ်ဆွေများရတဲ့အော်ကျွန်တော်လောက်တာတော့တခါနဲ့အဆင်ပြေပါတယ်နောက်ထပ်ဆက်လုပ်ကြတော့မလိုတော့ပါဘူးတကယ်ကိုအဆင်ပြေသွားတာတွေ့ရပါတယ်အဲကျွန်တော်မျှဝေပေးတဲ့အစီအရင်နဲ့ရတရားလေးတွေ ကံမြိုက်စင်လေးဒိုက်တက်စင်လေးတွေအများစုကကျွန်တော်ကိုယ်တိုင်လက်တွေ့ဆန်းသက်ခဲ့ပြီးသားအာကျွန်တော်စီအာကျွန်တော်စီလာပြီးတောင်းကြမိတ်ဆွေတဲ့မိတ်ဆွေများကိုပေးခဲ့ပြီးသားအားလုံးကအဆင်ပြေတယ်60ရာခိုင်နှုန်းတော့တော်တော်ထိရောက်တယ်ဆိုတဲ့မိတ်ဆွေများပဲဒါပြောပြပါတယ်ဒါကြောင့်မိတ်ဆွေတွေလိုင်းမကြီးနဲ့မိတ်ဆွေခုနသားသမီးတွေအားလုံးလည်းအဆင်ပြေစီခြင်းနဲ့အကျိုးကကျွန်တော်ပြန်လည်ပြီးမေတ္တာပြင်မြောက်ပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေခုနသားသမီးအားလုံးလည်းအော်ကျွန်တော်ရင် အညံ့အခိုက်တွေအလုံးရှင်းကြပါသည်ဆင်းရဲတဲ့ကိုကြမ်းမှရှိကြပါသည်အဲ့တော့စီဝါးတွေတက်ပြီးလူတိုင်းနဲ့လုံနိုင်ကြပါသည်ဗျစင်မီလေး Lion Square နေပြီးအားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ